ားလေးတမီတို့မင်္ဂလာပါဘုမုံပြောချင်တဲ့ဟောဒရိသန်လေးတွေအကြောင်းပဲအမြတ်စွာဘုရားကမင်္ဒဟဘုရားနေလာတာနော်မင်္ဒဆိုရရုပ်ရှင်မင်္ဒမဟုတ်ဘူးဘင်းရဲ့သားတော်မင်္ဒပါနောက်ပြီးတော့ဒရိသန်အယံချစ်တယ်အယံချစ်တယ်အမ်ဒါရောဟိုအိနမ်နော် ။ဘာဒရိတ်အိမ်မှာဘာဒရိတ်ဆန်လေးတွေရှိတော့ကြောင်လေးတွေရှိလား။ခွေးလေးတွေရှိလား။ဘာလေးဘာဒရိတ်ဆန်လေးတွေရှိတော့နောက်ပြီးတော့ကိုနေအမျိုးတဲ့ယွာတဲ့မှာတခြားဘာဒရိတ်ဆန်လေးရှိတော့နွားတွေရှိလားကျွဲတွေရှိလားမြင်းတွေရှိလားသူတို့ကတော့အကောင့်နည်းနည်းကြီးတာပေါ့နော်နောက်ပြီးတော့ငှက်တွေဟောသတိထားမိတာသစ်ပင် ပြန်တမ်းပြီးဟောလာလိုက်ထွားလိုက်အဲနောက်ပြီးတော့တချင်းဆုလိုက်သူတို့ချင်းစကားပြောလိုက်အဲ့လိုလုံးနေတဲ့ငှက်တွေတွေလေအဲငှက်တွေမကြိုက်တဲ့လူတွေကတော့ငှက်တွေစူးတယ်တဲ့လူတွေလို့ပဲငှက်တွေလည်းပဲအချင်းချင်းစကားပြောကြတာပေါ့စကားပြောဖို့လိုအပ်လို့သူတို့တွေစကားပြောတာပေါ့နော် အဲ့ဒါစူတာမဟုတ်ပါဘူးသူတို့စကားပြောကြတာမြတ်စွာဘုရားငေတော့သူရဲ့နာမည်ကတေရထမင်းသားတိတ်ထထမင်းသားအလို့ပြည့်တဲ့မင်းသားပေါ့သူလို့တာအကုန်ရတယ်တဲ့သူဥဒိတော်သားဆိုတော့လေဘယင်းရဲ့သားလဲဖြစ်တော့သူလို့တာအကုန်ရတယ်သူရဲ့နာမည်က เนาะสั่นแล้วจู้ซ่าเลยสั่นแล้วจู้ซ่าเจ้ามาสั่นจู้ซ่าสั่นจู้ซ่าเนี่ยมะขะหูเทรซันเลียวเลยเปအယံတနာတတဲ့အယံချစ်တတ်တယ်ဒီနေ့ကျတော့သူနဲ့အာသူဝန်ကွဲညီကိုပေါ့နော်ဒေဝတ္တဆိုရသူတို့အတူတူ ပိုင်းချံအကြီးတဲကိုလမ်းလျှောက်သွားကြတယ်။တရထမင်းသားဖျားဖြစ်လာမဲ့တရထမင်းသားတော့သူ့လက်ထဲမှာဘာမှမပါဘူး။သူ့ရဲ့ဝန်ခွဲအာမင်းသားဒီဝဋ်ထကတော့လက်ထဲမှာလေးနဲ့မြားနဲ့ပါလာတယ်လေ။အကောင့်นี่တွေ့ရင်ပြည့်အောင်ပေါ့။စိတ်ထဲမှာ သူတို့ရှိတဲ့စိတ်ကူကမတူဘူးနော်တဲရမင်းသားကအကောင့်လေးတွေကိုကြည့်ပြီးတော့သူကအာမေတ္တာဖြစ်နေတာကြည့်ပြီးတော့တနာတဲ့စိတ်လည်းဖြစ်တယ်ကြည်နူးတဲ့စိတ်လည်းဖြစ်တယ်ငှက်လေးတွေအတူတူပြန်သန်းကြတယ်အော်သူတို့မိသားစုလေးတွေပဲဆိုပြီးတော့သူတို့အတွက်ပျော်ရွှင်နေရတယ်ဒီဝတ္တမင်းသားမင်းသားကြတော့အဲ့လိုမဟုတ်ဘူး အငှက်တွေတွေ့တဲ့အခါမှာသူကသူလေးခွနဲ့သူရဲ့မြားနဲ့ပြစ်ချင်တာလေအဲတခါချက်ခေါ်အာနတ်အဖြူကြီး၃កောင်းသူတို့ကောင်းနေပေါ့နေပြီးတော့သူတို့ကောင်းပေါ်နေပြီးတော့ပြန်တန်းလာတာဒီဝတ်တက်ကမနေနိုင်တကောင်ကိုပြစ်ချတယ်ပြစ်ချတော့ဒဏ်ရာရပြီးတော့ဟိုး နဲ့ခက်လှမ်းတဲ့နေရာကြောက်သွားတာပေါ့အဲ့မှာနေရောက်တာပြည်တာရွေးချက်ကတော့မတူဘူးနော်ဒေဝတ္တကတော့ तू မြားနဲ့ပြစ်ထားတဲ့ခါကျတော့သိရင်အဲ့ဒီငန်းကိုသူယူပြီးတော့သွားစားမှာပေါ့တစ်ချက်စားဖယားအလား ဖះလောင်သေးတာမင်းသားကြောင့်အဲ့လိုမဟုတ်ဘူး။ဟောနာသွားပြီထင်တယ်။တင်းများတိသွားလားမသိဘူး။ငါဘာကူညီပေးနိုင်တော့ဆိုပြီးတော့အဲ့လိုတနာတဲ့စိတ်ကဲကဲဆဲခြင်းနဲ့စိတ်နဲ့ပြေးတာ။တယောက်ကအသာစားခြင်းနဲ့စိတ်နာနိုင်အပေါင်းစားခြင်းနဲ့စိတ်နဲ့ပြေးတယ်အဲ့ငန်းစီကိုပြေးတယ် နောက်တစ်ယောက်ကျတော့အဲ့ဒီငန်းရဲ့အသက်ကိုကဲခြင်းတဲ့စိတ်နဲ့ပြေးတာအဲ့ဒီနှစ်ယောက်ဘသူကဘုမြတ်မဲတော့ဘုမြတ်မှာတော့နာဘုမြတ်မဲလို့သားတို့သမီးတို့ထင်တယ်ခဏလေးဒီဗီဒီယိုခဏလေးဒီရပြီတော့မေးကြည့်ပါလားတကယ်ချင်းချင်းမေးကြည့်ပါလားနော်အဲ့နှစ်ယောက်ဘသူမြတ်မှာတော့ဒေဝတန်ဖျားအောင်တရထမင်းသားတို့ ပြေးသွားတာအသက်ကအတူတူပဲ9နှစ်ပဲ6နှစ်9နှစ်အဲ့ရွယ်လေးဘယ်သူမှမမြင်ထင်ဘူးအသက်ကဲခြင်းတဲ့လူဟာဘုံမြတ်နေသေယုံခါရီအသက်ကဲဖို့တဲ့ခါရီလေသူတို့မောင်းတဲ့အယံမြန်တယ်အသက်ကဲဖို့လေအဲသူများအသက်ကဲဖို့အတွက်ဆိုရင်ကိုယ့်ရဲ့အင်အားတွေအများကြီးထွက်လာတယ် အဲ့ဒီအင်အားကိုမေတ္တာအင်အားလို့ခေါ်တယ်။ဒဏ်ရာရနေတဲ့ငန်းစီကိုလည်းငန်းအဖြူကြီးစီကိုလည်းရောက်ပါရော။ဖះထောင်သေးတဲ့မင်းသားကတခါတည်းပွေပိုင်ထားတယ်။ဟာပန်ဖြစ်တာတော့ဘယ်နေရာထိသွားလဲမသိဘူးဆိုတော့ဒဏ်ရတဲ့နေရာမြင်နိုင်ခံကြရတာတည့်ရလေးလေးတည့်ရလေးလေးကိုခူးပြီးတော့ညာခြေလိုက်တယ်ထွက်လာတဲ့အည်လေးတွေနဲ့ အစေးလိမ့်ပေးစေးလိမ့်ပေးလိုက်တယ်ပြီးရင်မကြောက်နဲ့ငန်းလေးမကြောက်နဲ့ငါရှိတယ်ဆိုပြီးတော့ဒီလိုပွေပိုက်ထားတယ်အားပေးတယ်သူအဲ့လိုလှုပ်ပြီးတဲ့ကံချမ်းမှာဒေဝဒတ်ကရောက်လာတယ်ငါပေးငါပြစ်တာဆိုပြီးတော့လာတောင်းနေတယ်ငါမပေးနိုင်ဘူး ငါကနင်းတဲ့အရင်ရောက်လာတာငါငါကောက်ထားတာငါငါပိုင်တယ်ဒီဥဒက္ခလည်းပဲမဟုတ်ဘူးငါပြစ်ချတာငါပိုင်တယ်ဘသူပိုင်မယ်လို့ဒါလို့သမီးတို့ထင်တယ်စဉ်းစားကြည့်ပါအာကိုယ်တငယ်ချင်းတွေ ਨੇ ဖြည့်ကြည့်ဘုံမမေးတဲ့ဟာလေအဲ့ဒီငန်းကိုဘသူတကယ်ပိုင်တဲ့တော့ဘသူပိုင်ဆိုင်တယ် ်မှားမှမကြောက်နဲ့နော်ဖြည့်တာဖြည့်ဖြည့်ဖြည့်ရင်ဖုံဖုံအဖြည့်ပေးမယ်ဖုံဖုံအဖြည့်တော့မဟုတ်ပါဘူးအဲ့ဒီမင်းသားနှစ်ပါးကလည်းပဲသူတို့ချင်းချင်းသဘောမတူနိုင်ဘူးသဘောမတူနိုင်ဘူးဆိုရင်ကဲဘယင်ကြီးစီသွားရအောင်ဘယင်ကဆုံးဖြတ်ပေးမှာဟုတ် ပင်ကြီးစီရောက်သွားခါကျတော့ဟာဒုက္ခပါပဲဒီလိုအမှုမျိုးငါမကြုံဘူးဘူးဒါဆုံးဖြတ်ခက်တယ်ဆိုပြီးတော့ပင်ကြီးကဆုံးဖြတ်ခက်နေတဲ့အချိန်မှာယသိကြီးတပါးရောက်လာတယ်အဲ့ဒီယသေးကဒီတိုင်းဆိုရင်တဲ့ဘရင်ကြီးကျုံ့မှာအကြံရှိတယ်ကျုံ့အကြံကိုပြောပြခြင်း ဟုတ်ကဲ့ပါယသိကြီးအဲ့ဒီအကြံဉာဏ်ကျွန်တော်ပြောပြပါဆိုလို့ယသိကြီးကပြောပြဒီငန်းအဖြူလေးဟာသုံးကောင်ပြန်တန်းလာလို့ပြောတယ်အဲ့ဒါမိသားစုနဲ့ပဲဒါကြောင့်လူတန်းမိသားစုနဲ့နေခြင်းတယ်ဘသူမှဒီလိုထိခိုက်တန်ရာမရချင်ဘူးအဲ့လိုနာကျင်နေဆိုရင်လည်းပဲ ကိုကိုဆေးကုပေးမဲ့လူဒီလူစီကိုကိုသွားမှာပဲအာကိုပြီးတော့သွားမှာဆေးုံသွားမယ်ဆရာဝန်တွေဆရာမတွေသူတို့စီသွားမယ်ဘာဖြစ်လို့တော့ဆိုတော့ဘီမင်းမြတ်စဉ်းစားကြည့်ပါတဲ့ရတေးရပြောတယ်အဲ့ဒီငန်းကသုံးခေါင်ပြန်လန်းလာလို့ပြောတယ်အဲ့ဒါမိသားစုပဲဩမိသားစုနဲ့အတူနေကြတာပ အခုဆိုရင်ဒီငန်းလေးကဒီလိုအပြစ်ခံတဲ့ခံကြတော့မိသားစုနဲ့ क्वे နေရတယ်ဒုက္ခမြတ်တဲ့အားငယ်မှာပဲတိတ်ဝန်းနေမှာအဲဒါပေမဲ့ဒီလိုဒဏ်ရာရနေတဲ့အချိန်မှာတယောက်ကသူ့ကိုတတ်ဖို့ကြိုးစားတယ်နောက်တယောက်ကတော့သူ့ကိုကယ်ဆယ်ဖို့ကြိုးစားတယ်လူသားတွေနေမကောင်းတဲ့အချိန်မှာဘယ်သွားရောဆိုတော့ တို့ကိုကယ်ဆယ်မဲ့လူတို့ကိုကူညီမဲ့လူစီသွားတယ်။ဆေးရုံသွားတယ်ဆေးခန်းသွားတယ်။အဲဆရာဝန်တွေဆရာမတွေကဆေးပေးတယ်။အဲ့နဲ့နေကောင်းသက်သာလာတယ်။နေမကောင်းတဲ့အခါမှာတို့ကိုကယ်ဆယ်မဲ့ဆရာဝန်ဆရာမတွေလက်ထဲကိုတို့ရဲ့အသက်အထာတကယ်လို့တို့ရန်သူရှိတယ်ဆိုရင် သူတို့ကိုယံလောက်ချင်တဲ့သူတို့ယံသူတွေစီသူတို့ကိုအသက်အပ်ပါမလားမအပ်ဘူးကဲတကယ်လို့ဟိုငင်းကြံစပန်းဆိုရင်တကယ်လို့ဒီဒီငန်းဖြူကတည်သွားတယ်ဆိုရင်တော့ဖြစ်တဲ့လူရဲ့ပိုင်ဆိုင်မှုဖြစ်ခြင်းဖြစ်မယ်ဒီဝတ္ထမင်းသားပိုင်ဆိုင်ခြင်းပိုင်ဆိုင်လေး ဒါပေမဲ့ဒီငန်းဖြူကအသက်ရှိနေသေးတယ်။ဒါကြောင့်အသက်ကိုဘသူကပိုင်တော့ဘသူကဆိုင်တော့ဆိုတော့အသက်ကယ်တဲ့လူကပိုင်ပါတယ်ဆိုင်ပါတယ်။ဒါကြောင့်ဒီနှယောက်ဟာဖရာလောင်းတဲ့ဓမင်းသားကဒီငန်းဖြူကိုပိုင်ဆိုင်ပါတယ်။ အဲ့လိုအကြံဉာဏ်ပေးတဲ့ခါကျတော့ဘယင်ကြီးရလဲအဲ့လိုပဲဆုံးဖြတ်ပေးလိုက်တယ်။ဖရာလောင်သေးတာမင်းသားဒီနိုင်ဖြူကိုပိုင်တယ်။အဲ့ဒီအကြောင်းကိုကြားတဲ့ခါကျမှဒေဝတ္တမင်းသားလည်းပဲသူနေမကောင်းတဲ့ချိန်တော့သူအမေအာသူကိုနှစ်သိမ့်တာဆေးပေးတာ ဒီမုံကြွေးတာနေကောင်းအောင်ပြန်ပြီးတော့ပြုစုတာအဲ့ဒါပြန်သတိရပြီးတော့သူ့ရဲ့နှလုံးသားလည်းပဲအဲ့ဒီဟိုငက်တဲ့ကိုသူနောက်တစ်ခါမပြစ်တော့ဘူးဆိုပြီးတော့တတဝါတွေငက်လေးတွေချစ်တတ်တယ်လို့ဖြစ်လာတယ်ငက်လေးတွေဟောဒရေးဆန်လေးတွေရောချစ်တတ်တယ်ကဲတဲ့မင်းသားကြောင့်စောစောပိုင်းမှာ ငှက်လေးတွေပုံမှာရက်ဆက်ကြမ်းကြုတ်တယ်ဒေဝတာမင်းသားတော်မှာငှက်လေးတွေကိုချစ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်။ဒါငှက်လေးတွေကိုကိုချင်းစတတ်ရတာပေါ့နော်။အဲ့တဲ့အချိန်မှသူတို့အိတ်ချင်တယ်စားတဲ့အချိန်မှသူတို့ပိုက်ဆိုင်သူတို့လည်းစားချင်တယ်။ရေစားတဲ့အခါရေတောက်ချင်တယ်။နောက်ဖြစ်ရင်အဲသူတို့ရဲ့မိဘတွေနဲ့သူတို့မောင်နှမတွေနဲ့နေချင်တယ် တို့နဲ့တူတူပဲသူတို့ကိုချင်းစာအမယ်ဒိဋ္ဌံလေးတွေကိုချစ်တတ်ကြအမယ်အဲ့ဒါဆိုရင်သာရတိတို့ဒီလူလောကမှာလူတိုင်းရလက်ပဲကိုယ်ပြန်ပြီးတော့မြတ်တာထားလိမ့်မယ်ချမ်းမှာချမ်းသာကြပါစေ။